ဒီကနေ့မနေ့အားလုံးနဲ့အတူတူခံယူတည်ဆောင်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ပေးပါပေးရင်ဖျားကောင်းကြီးရမယ်ဆိုတဲ့ခေါင်းစဉ်နဲ့အဓိကခွန်အားပေးချင်တာဖြစ်ပါတယ်ကျွန်တော်ယုံကြည်သူခရိယန်တွေဖျားသခင်ကိုပေးလူတတ်ဖို့လူတို့လူတွေကိုလည်းကိုညီတတ်ဖို့အင်မတန်ရည်ကြီးပါတယ်ဖျားသခင်ကိုပေးလူတတ်ဖို့ရန်အတွက်ကျွန်တော်အများကြီးဝေငှပြီးပြီဆိုတော့ဒီကနေ့မနေ့မှာလူတွေကိုကိုညီတတ်ဖို့ပေးကမ်းတတ်ဖို့ကျွန်တော်အဓိကဝေငှချင်တယ် အခြေပြုချက်တစ်ချက်ကတမန်တော်ဝုဒ္ဓအခန်းကြီး20အငယ်35ဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမယ်နော်တမန်တော်ဝုဒ္ဓအခန်းကြီး20အငယ်35ထိုတို့တင်တို့ဒီလေအလုံးလုံး၍အာနေတော်သူတို့ကိုမာဆာရမိကို၎င်းအစွန့်အကျဲခံခြင်းအရာထက်စွန့်ကျဲခြင်းအရာဒီတာ၍မင်္ဂလာရှိသည်ဟုတခင်ယေရှုခရစ်တော်မိန်တော်မူသောစကားတော်ကို အောက်မေးရမည် ယုံကြည်သူတိုင်းကအလုလုရမယ်တဲ့ဒါကပထမအိုးဆုံးတုံတင်ချက်နော် အလုမလုပဲနဲ့ဘုရားသခင်ရဲ့ကောင်းကြီးကိုတော့မမျော်လင့်နဲ့တဲ့ဒါကြောင့်ယုံကြည်သူတိုင်းအလုကိုကြိုးစားလုပ်တတ်ဖို့လိုတယ်မပြင်းရည်ပဲနဲ့အလုလုဖို့လိုတယ်ဒါဘုရားသခင်ယုံကြည်သူတိုင်းကိုပေးထားတဲ့စကားတော်ပဲဒါကြောင့်ယုံကြည်သူမှန်တယ်ဆိုလို့ရှိရင်ပြင်းနေလို့မရအောင်အလုကိုလှုပ်ရတယ်အလုကိုတော့မှယူယူမဟုတ်ကြိုးစားပြီးလှုပ်ရတယ်ဆိုတော့ကြိုးစားမှလှုပ်ရလှုပ်တဲ့အခါမှာ ငွေကြီးတွေရလာမယ်ဖယားသခင်ကအဲ့ဒီအလုတ်ကျွန်တော်တို့ရဲ့စူးစမ်းမှုပေါ်မှာကြည်ယူမှာကောင်းကြီးမင်္ဂလာတွန်းလောင်းမယ်အဲ့တော့ကောင်းကြီးမင်္ဂလာတွန်းလောင်းမှငွေကြီးတွေရလာတဲ့ခါမှာတဲ့ဖယားသခင်ကအမှုတော်မြတ်မှာဦးစားပေးမှာပေးလို့ရမှာဖြစ်တယ်လို့တဲ့တကယ်ဒုက္ခရောက်နေတဲ့သူတွေကိုလည်းကူညီပါတဲ့ဖယားခင်ရအမှုတော်မြတ်ကိုဦးစားပေးပေးလို့ရမယ်ဆိုတာကျွန်တော်အများကြီးပြောပြီးတဲ့အတွက်ဒီကနေ့ဒုတိယစကန်ဦးစားပေးရမယ့်အရာကိုကျွန်တော်ပြောမယ် ဖယားကိုဦးထိတ်ထားရမှာမှန်တယ်ဒါပေမဲ့ဖယားသခင်ပြီးရင်ကျွန်တော်လူလူချင်းကူညီဖို့လည်းမမေ့ရပါဘူးအစွန့်အကျဲခံခြင်းအရာထက်စွန့်ကြဲခြင်းအရာဒီတာ၍မင်္ဂလာရှိတယ်တဲ့ရယူမှုထက် ပေးဆက်လိုက်ခြင်းကပို့ပြီးတော့မှဖယားရှိမှာမင်္ဂလာရှိတယ်အဲ့ဒါဘာသူပြောခဲ့ရလဲသခင်ယေရှုခရစ်တော်ကိုယ်တိုင်ပြောခဲ့တာတဲ့ဒီကနေ့မြောက်များစွာတော့ခရိယန်နေနော်ခရိယန်နေအမှုတော်ဆောင်တွေလည်းပါတယ်နော် အမှုတော်ဆောင်တွေကဘယ်မှာအလူငွေတောင်းရမလဲဘယ်မှာအလူငွေရမလဲဘယ်သူကငေါ့ဘလောက်ပေးလူမလဲဆိုမှအဲ့လိုပဲချောင်မြောင်းနေတဲ့အမှုတော်ဆောင်တစ်ဖွဲ့ရှိတယ်။ကျွန်တော်ကိုယ်တိုင်စင်ချင်းနှလုံးသွင်းရမယ့်အရာတွေကျွန်တော်ကိုယ်တိုင်အဲ့ဒီလိုမျိုးအားနဲ့ချက်မှမဝင်မိအောင်တတိပြုပြုနေရတဲ့အရာဖြစ်ပါတယ်။အခုနားထောင်နေတဲ့အမှုတော်ဆောင်တွေလည်းအဲ့ဒါကိုတတိပြုရမယ်။ဖခင်ရဲ့အမှုတော်ကိုဆောင်တာကိုယ့်ရဲ့1 byte အတွက်ပဲဆောင်နေတာမဟုတ်ဘူး။တာတနာအတွက်ပေးဆက်နေတာ ဒါကြောင့်ဘေဒူအားငါ့ကိုဘလောက်ပေးမလဲဆိုမှကြည်မှတရားဟောနေတာမျိုးလုပ်နေတယ်ဆိုရင် ရေရှည်မခံပါဘူးဘဒူမှငါ့ကိုမပေးလို့လဲဒါကလူကိုကယ်တင်တဲ့အလို့ဆိုမှကြည်မှလုပ်ရမယ်ပေးဆက်ရမယ်ပေးဆက်ရမယ်ပြီးရင်လူတွေကိုလူအပ်နေရင်တော့မှကျွန်တော်တို့ဖျားကောင်းကြီးပေးလိုက်ရင်ကျွန်တော်တို့လည်းပြန်ပေးတတ်ရတယ်သူများကိုဖျားသခင်ကညီကိုမောင်တို့မှအားဖြင့်ကျွန်တော်တို့လာပေးလူတဲ့အခါမှာကျွန်တော်တို့လည်းတခြားလူလူအပ်တဲ့သူတွေကိုဖေးမဖို့ပေးလူတတ်ဖို့လိုတယ်အမှုတော်ဆောင်တယ် တခါတလေအမှုတော်ဆောင်တွေကငါတို့ကအလူအလူယူရမဲ့သူအဲ့လိုပဲခံယူတာပေးဖို့လုံးဝမစင်စားဘူးအဲ့ဒါကြောင့်လဲမြောက်များစွာတော့အမှုတော်ဆောင်တွေဘာလို့ဆင်းရဲနေရလဲအဲ့ဒါကြောင့်ဆင်းရဲနေတာဘာလို့လဲဆိုတော့မပေးတတ်ဘူးယူဖို့ပဲစင်စားနေရပေးတတ်ကြည့်ပါပေးကြည့်ပါပေးကြည့်ပါပေးရင်ဖျားကောင်းကြည့်ရမယ်ဒီနေ့ခေါင်းစဉ်ကအဲ့ဒါပဲညီကိုမောင်တို့ပေးပါပေးကြည့်ပါဖျားအတွက် ပေးကြည့်ပါလူတွေအတွက်ကိုညီပေးကြည့်ပါပေးဆက်ကြည့်ပါ ဖခင်ရဲ့ကောင်းကြီးအရှံပဲတက်ရောက်လာမယ်တည်တက်တာထဲမှာအာမင်ညီကိုမောင်မတွေလည်းဒီတိုင်းပဲကျွန်တော်တို့ကလေအငယ်ဆုံးတော့သူတအားဖြစ်ရှင်ကြတယ်ဒီပါလေလိုအပ်ချက်မှာလေအမှန်တော့ကျွန်တော်တို့လူတိုင်းလူတိုင်းတော့အငယ်ဆုံးတော့သူဖြစ်ရမယ်ပေါ့နော်အိုမမာနာပိုင်းမှာမမာနာပိုင်းမှာအငယ်ဆုံးတော့သူဖြစ်ရမယ်။ဒါပေမဲ့ပေးကန်းစွန့်ကြဲခြင်းကိုခံချင်လို့ငါတော့အငယ်ဆုံးတော့သူပါငါ့ကိုပေးကန်းကြပါဆိုမှလှုပ်နေတယ်ဆိုရင်ဒါပြဿနာပဲ ကျွန်တော်မြောက်များဆိုတော့ခရီးရန်တွေကအဲ့လိုထင်နေကြတယ်ငါတော့အကူအညီလိုအပ်တဲ့သူပါကွာနေတော့ငါ့ကိုအကူအညီချဆန်းပါကွာဆိုမှအကူအညီနေရာတကာလိုက်တောင်းတာကိုကပေးဖို့နေနေတတတောင်းဖို့ပဲလုပ်နေတယ်ဒီဆရာစီမှာခဏတောင်းကြည့်ဦးမယ်ဒီဆရာတော့ line ပေါ်မှာတရားဟောနေတယ်ဒါကြောင့်သူပတ်ဆံရှိမယ်ထင်တယ်တောင်းလိုက်ဦးမယ်ဒီညီကိုမောင်တော်ကတော့ဒီမှာဒီလိုတွေဒီလိုတွေအဲ့လိုအဆင်ပြေနေတာတွေ့တယ်ဒါကြောင့်ပတ်ဆံသွားချီးကြည့်ဦးမယ်ယူဖို့ပဲစဉ်းစားနေရညီကိုမောင်တော်တွေယူဖို့ပဲစဉ်းစားနေရ လက်လက်ဖြတ်တောင်းဖို့ပဲစဉ်းစားစဉ်းစားနေရလူတကာလက်ဖြတ်တောင်းဖို့အဲ့ဒီလိုလက်ဖြတ်တောင်းပဲတောင်းနေပင်ဆိုရင်ကျွန်တော်ပြောမယ်ဘယ်တော့မှဖရားရဲ့ကောင်းကြီးလာမှာမဟုတ်ဘာလို့လဲဆိုတော့တင်ကတောင်းဖို့ပဲလုပ်နေတာပေးဖို့မလုပ်ညီကိုမောင်တို့ရချင်လားရချင်တယ်ဆိုရင် အရင်ပေးကြည့်ပါပေးရင်ဖရားကောင်းကြီးလာမယ်ဖရားသခင်ကပရောဖက်အေလိယကိုဘာလို့မှုတ်ဆိုးမစီမစေလွတ်တာလဲတိလားမှုတ်ဆိုးမဘာမှမရှိဘူးเนาะစီနေနေလေးနဲ့ မုံမုံတဆုပ်စာပဲရှိတာမုံညက်တဆုပ်စာနဲ့စီနေနေလေးပဲရှိတာဘာလို့ဖျားခင်မုတ်ဆိုမစီမအေလီယာကိုလွတ်လိုက်တာလဲမုတ်ဆိုမရဲ့ယုံကြည်ခြင်းကိုစမ်းတက်ဖို့ဖြစ်ပါတယ်အဲ့ဒီရှိတာလေးနဲ့ပေးလိုက်ရင်ဖျားရဲ့ဖျားကသူ့ကိုကောင်းကြီးပေးဖို့ရန်အတွက်ဂတိတော်ရှိတယ်ဒါကြောင့်မုတ်ဆိုမကသူ့ရဲ့ယုံကြည်ခြင်းနဲ့အေလီယာကိုအဲ့ဒီနောက်ဆုံးလက်ကျန်လေးနဲ့ပေးလူလိုက်တဲ့ခါမှာဖျားရဲ့ကောင်းကြီးကအရှံပယ်ဖြစ်လာတယ်ဟာလေလုယာဒါကြောင့်ဒီကနေ့ ိုလိုလိုအပ်တယ်လိုအပ်တယ်လိုအပ်တယ်ဟိုကလည်းလိုအပ်တယ်ဒါလည်းလိုအပ်တယ်စင်းရဲတယ်စင်းရဲတယ်စင်းရဲတယ်ဆိုမှထင်နေတဲ့ယုံကြည်သူညီကိုမောင်တို့မတွေကျွန်တော်ပြောမယ်ပေးကြည့်ပါပေးကြည့်ပါပေးကြည့်ဖရာသခင်တင့်ကိုအစပေါင်းမြောက်များစွာကောင်းကြီးဖြစ်စေမယ်ဆရာကြီးပေးဆရာမှမရှိတာအေးအဲ့ဒီပေးဆရာမရှိတဲ့ထဲကနေပေးတာကတကက်ဖရာသခင်ရှိမှထင်သာမြင်သာတဲ့အရာဖြစ်တယ်ဒါကြောင့်ချစ်တော်ညီကိုမောင်တို့မများပေးကြည့်ပါပေးရင်ကောင်းကြီးရမယ်ကျန်ချက်နောက်တစ်ချက်ဖတ်ရမှာခွန်အားပေးမယ်နော် တိမောတိဩဝါရစာဒုတိယဆောင်အခန်းကြီး6အငယ်78 79ဖြစ်ပါတယ်။သူတပါးအားဂျေဇူးပြုခြင်းကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံခြင်းစွန့်ကြဲခြင်းသောစေတနာစိတ်ရှိခြင်းအချင်းချင်းဆက်ဆံခြင်းမန်သောအတက်ကိုဝင်စားလိုတော့ငါနောင်ဘဝ၌ကောင်းသောဗန္နာကိုမိမိအဖို့စီးပူးခြင်းတို့ကိုပြုရမည်အကြောင်းပြည့်ညက်ထားကြလော။ယုံကြည်သူခရိယန်တွေကိုရှင်ပေါလုကဒီနေရာမှာပြန်တစ်ခါခွန်အားပေးတယ်ခွန်အားပေးတယ်ဘလို့ခွန်အားပေးလဲဆိုတော့ သူတပားကိုကျေးဇူးပြုတတ်ပါတဲ့ကောင်းတော့အချင်းမှာကြွယ်ဝပြည့်စုံစေပါတဲ့စွန့်ကျဲခြင်းတော့စေတနာရှိပြီးတော့မှစွန့်ကျဲပါတဲ့စွန့်ကျဲတာတော့မှစေတနာစိတ်နဲ့စွန့်ကျဲမှကောင်းကြီးရမှာဒါကြောင့်ချစ်တော်ညီကိုမောင်မတို့စွန့်ကျဲပါပေးကမ်းပါကူညီပါပေးကြည့်ပါဖခင်တခင်ကောင်းကြီးတင့်ကိုပေးမယ်ခေတ္တဘဝမှာပဲတင့်ကိုစားဝတ်နေရေးဖူလုံစေမှာမဟုတ်ဘူးကျမ်းစာထဲမှာဘလို့ပြောလဲဆိုတော့နောင်ဘဝနဲ့ကောင်းသောဘန္နာကိုမိမိတို့အဖို့စီးပူးစေခြင်းကားတဲ့ နောင်ဘဝဆိုတာကျွန်တော်တို့ယုံကြည်သူတွေအတွက်ဟိုဘဝအဆက်ဆက်ရှိတာမဟုတ်ဘူးเนาะနောင်ဘဝဆိုတာကောင်းကင်တိမိကြီးတိကိုဝင်စားတဲ့အချိန်ကိုပြောတာထာဝရကောင်းကင်ပုံကိုဝင်စားတဲ့အခါမှာဖခင်ကတင့်အတွက်အများကြီးအဲ့နေရာမှာဘန်နာတွေခြံထားပေးမယ်တဲ့ဒါကြောင့်ကိုညီပါ ပေးကမ်းပါစွန့်ကျဲပါပေးကြည့်ပါဖခင်တခင်ဒီဘဝရော နောင်ဘဝရော ဖယားသခင်အရှံပဲတင့်ကိုကောင်းချီးပေးပါလိမ့်မယ်။ဘာလို့ကျွန်တော်တို့ကဟိုကလိုနေတယ်ဒါလိုနေတယ်ဟိုကမရှိဘူးဒါမရှိဘူးဘာလို့ဆင်းရဲနေရလဲဘာလို့ခက်ခဲနေရလဲဘာလို့ကြမ်းတမ်းနေရလဲကျွန်တော်တို့ကသူများစီကနေတောင်းဖို့ပဲလုပ်နေရလေသူများစီကနေတောင်းလေလေကိုကမွဲလေလေပဲခရိယံယုံကြည်မှုအရာဖယားသခင်ရဲ့ညိယာမကပေးလေလေဖယားသခင်ကကောင်းချီးပေးလေလေပဲဒါကြောင့်ကြမ်းချက်တစ်ချက်မှဘလို့ပြောရလဲ ရှိတဲ့သူကိုဘုရားသခင်ပို့ပေးအောင်မယ်တဲ့မရှိတဲ့သူကိုမရှိတဲ့ထဲကနေဘုရားသခင်ပြန်နှုတ်ယူအောင်မယ်တဲ့မြောက်များစွာတော့ယုံကြည်သူတွေဒီကြမ်းချက်ကိုဖတ်တဲ့အခါမှာနားမလဲဘူးဘာဘာဘာကိုပြောရလဲဘာကိုပြောရလဲကျွန်တော်ပြောမယ်အဲ့ဒါကအခုဒီဟာနဲ့ပတ်သက်နေတယ်ပတ်ဆံရှိတဲ့သူက तू ရှိတဲ့ထဲကနေသူမြောက်ပေးကမ်းလေလေဘုရားကသူ့ကို ကောင်းချီးပေးလေလေ तू ပိုးမတိုးပွားလေလေစင်းရဲတဲ့သူက तू စင်းရဲပါတယ်ဆိုမှမပေးလူလေလေပိုစင်းရဲလေလေမပေးကမ်းလေလေပိုစင်းရဲလေလေ နားလေပြီလာညီကိုမောင်မတော်နားလေပါစေနော်ဒါဖယားသခင်ရဲ့ညိယာမနော်ဖယားသခင်ရဲ့ညိယာမကိုတီးတဲ့အခါမှာပေးကြည့်ပါပေးရင်ဖယားကောင်းကြည့်ရမယ်ဟာလေလုယာဟောအဲ့လိုပြောလိုက်လို့လူလိန်လူညာမန်တို့မြောက်အကုန်ပေးကမ်းရမယ်ပေးလူရမယ်လို့မဆိုလိုဘူးဖယားတင့်ကိုဘာပေးထားရလဲဉာဏ်ပညာပေးထားတယ်ဉာဏ်ပညာနဲ့ကြည့်ပါတကယ်လိုအပ်တဲ့သူလားတကယ်လိုအပ်တဲ့သူဆိုရင်တင်တတ်နိုင်တဲ့လောက်ကူညီပေးလိုက်ပါကောင်းကြည့်ပေးပါ တကယ်လို့အပ်တဲ့သူဆိုရင်တင်တက်နိုင်တယ်လို့သူ့ကိုပေးကမ်းလိုက်ပါ၊ကူညီလိုက်ပါ။ပေးလိုက်တဲ့အတွက်နေရာမှန်မှာပေးလိုက်တဲ့အတွက်ဘုရားသခင်ကောင်းချီးပေးမယ်။လူလိန်လူညာကိုတော့ကူညီမိရင်တော့ဘာမှဘုရားသခင်ကောင်းချီးရမှာမဟုတ်ဘူး။ဒါကြောင့်ဘုရားပေးတဲ့ဉာဏ်ပညာနဲ့စမ်းစစ်ပါကြည့်ပါ။ဘယ်သူတွေကတကယ်မှန်ကန်တဲ့မှန်မှန်ကန်ကဲဒုက္ခရောက်နေတဲ့သူတွေလဲ။အဲ့ဒီဒုက္ခရောက်နေတဲ့သူကိုကျွန်တော်တို့ရဲ့တတ်နိုင်တဲ့တတောင့်တနေရာကနေ ူညီခဲ့မယ်ဆိုရင်လူတွေမတင့်တော့မှဘုရားသခင်တည်တဲ့အတွက်ကြောင့်ဘုရားသခင်တင့်ကိုအရှံပဲကောင်းကြီးပေးလိမ့်မယ်လို့ခွန်အားပေးနဲ့ညီကုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ဂျေဇုရောချင်းမွန်းနဲ့ကိုတော့ဒီကနေ့မနေ့မှလည်းပေးလူချင်းပေးကမ်းချင်းစွန့်ကြဲချင်းနဲ့ပတ်သက်ပြီးတော့မှနောက်ထပ်သင်ခန်းစာတစ်ခုခံယူရတယ်ကျွန်တော်တို့ဖရားအမှုတော်မြတ်မှာပေးလို့ရမှာမှန်တယ်ဒါပေမဲ့လူတွေကိုလည်းကူညီဖို့မမေ့ဖို့ရန်ဒီကနေ့တန်ရှင်းသောဝိညာဉ်တော်ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ခွန်အားပေးတယ် ဘာလို့ကျွန်တော်တို့ဆင်းရဲနေရလဲဘာလို့ကျွန်တော်တို့လိုအပ်နေရလဲဆိုတော့ကျွန်တော်မပေးလို့ဖြစ်တယ်ဆိုတာတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တတိပေးတယ်ဒါကြောင့်အတ္တတာထဲမှာကျွန်တော်တို့တတ်နိုင်တဲ့တသောတဏှာကနေလိုအပ်နေတဲ့သူကိုပေးကမ်းတတ်ဖို့ကူညီတတ်ဖို့စွန့်ကြဲတတ်ဖို့ကိုရောဆက်လက်မဆာကောင်းကြီးပေးလေခွန်အားပေးပါမိကြောင်းဂျေဇုရောချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖရာအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းကြီးပေးပါစေတော့